ကျွန်မတို့ MK Korean Language School ကနေပြီးတော့ထုတ်လုပ်ထားတဲ့ topic 1 topic 2 self study notebook လေးတွေအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒါဆိုရင်အရင်ဆုံးကျမတို့ရဲ့ topic 1 topic 2 substudy notebook ဆိုတာဘာလဲဆိုတဲ့အကြောင်းလေးကိုအရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ဒီစာအုပ်လေးကတော့အထူးသဖြင့် topic စာမွေးကို substudy လုပ်လို့ရတဲ့သူတွေတန်တန်တက်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်အဓိကထားပြီးတော့ရည်ရွယ်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဒီစာအုပ်လေးထဲမှာဆိုရင်တော့ topic မှာမိလိရှိတဲ့မိကပုံစံနေနေဖြည့်ဆွားမဲ့ပုံစံအကြောင်းကိုမြန်မာဘာသာနဲ့အလွယ်ကူဆုံးရှင်းပြထားပေးရဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီစာအုပ်က substudy သမားတွေနောက်တန်တန်တက်ဖို့ လုံးဝအချိန်မပေးနိုင်တဲ့သူတွေအတွက်မြန်မာလိုလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်ကျမတို့မိကုပ်ပုံစံနဲ့ဖြည့်ဆွမဲ့ပုံစံအကြောင်းတွေကိုအလွယ်တကူရှင်းပြထားတာပဲဖြစ်ပါတယ်ဒါအပြင်ကျမတို့ subset တွေ notebook တွေမှာဆိုရင်တော့မိကွန်းပုံစံတစ်မျိုးလေးလာပြီးတိုင်းမှာအဲ့ဒီမိကွန်းပုံစံနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ leading gain တွေကို QR scan ဖတ်ပြီးတော့မြန်မြန်ဆန်ဆန်ဖြည့်ဆိုပြီးအဖြစ်အပျက်ပါတစ်ခါတည်းစစ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ subset တွေလို့လို့သူများအတွက်တော်တော်လေးအဆင်ပြေပါတယ် 다음 대화를 잘 듣고 여자가 ထားအပြင်ကျမတို့ရဲ့ subscribe နောက်ပုံထဲမှာတော့မေခိုးပုံစံအကြောင်းရှင်းပြထားတာမဟုတ်ပေနဲ့ topic 1 2 11နဲ့ကိုက်နေတဲ့တရားအမျိုးအစားများစွာကိုလည်းမြန်မာလိုအလွယ်ကူဆုံးနဲ့နားလည်အလွယ်ဆုံးဥပမာစာကြောင်းလေးနဲ့ရှင်းပြပေးထားတာပဲဖြစ်ပါတယ်။ဒါအပြင် topic ဆံမွေးမှာပါလိရှိရဲ့ mini နေကိုလည်းသက်ဆိုင်ရာ level အလိုက်စုစည်းထားပြီးတော့အဲ့ဒီ mini နေရဲ့၃လရှိရဲ့အတွဲစကလုံးလေးယူပါမြန်မာလိုရှင်းပြပါထားပေးရဲ့စာအုပ်ပဲဖြစ်ပါတယ်။အဓိကတော့ topic မေခိုးပုံစံဖြည့်ဆွန်ပြီး grammar mini နေသားမှာက လင်းချင်းနန်းတွေကိုပါအလုံးပါဝင်ပြီးတော့လိလာရလွယ်ကိုအားအထူးသဖြင့်မြန်မာဘာသာနဲ့ထုတ်လုပ်ထားတာမျိုး subsidy သမားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အစားအုပ်ပဲဖြစ်ပါတယ်။ ကျမတို့ MK Korean Language ကိုကထုတ်လုပ်တဲ့ဒီ self study notebook လေးတွေကိုတော့ topic ဆံပွဲကိုမိမိဘာသာလေ့လာချင်သူတွေ self study တမားတွေအတွက်ကောပြီးတော့ Korean မှာရှိတဲ့လုပ်ငန်းခွင်ဝင်ရောက်နေတဲ့မြန်မာအလုပ်သမားတွေအတွက်လည်းမိမိဘာသာအလွယ်တကူလေ့လာနိုင်ရအောင်စီစဉ်ထုတ်ဝေထားတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်လေးကိုမြန်မာ Korean နှစ်နိုင်ငံလုံးမှာဝယ်ယူရရှိနိုင်ပြီးတော့ဝယ်ယူလို့သူများအနေနဲ့ကတော့ကျမတို့ MK Korean Language ကိုရဲ့ Facebook page messenger မှာလာရောက်ပြီးတော့မြန်မြန်ဝယ်ယူနိုင်ပါတယ်ရှင်။